crypto ဝယ်မိလိုက်တိုင်းဈေးကျကျသွားလို့စိတ်ညစ်နေတဲ့သူရှိလား crypto ဈေးတက်လာရင်ဝယ်လိုက်မိတယ်ပြီးရင်တစ်ပတ်လောက်ကြာတော့ဈေးကျသွားပြီးတော့အရှုံးခံရတာမျိုးကြုံမှုမှပါဒါကကိုယ်အမားလည်းဖြစ်တတ်ပေမဲ့ဈေးကွက်ကိုနောက်ွယ်ကလည်းတမင်တကာချုပ်ကန်နေတဲ့သူတွေလည်းရှိပါတယ်သူတို့ကဝေးလို့ဗန်စကားနဲ့ခေါ်ချပါတယ်ဝေးရတဲ့ပေကမီလီယံချီပတ်စံအများကြီးရနိုင်တဲ့ crypto trader တွေပါ။ဝေးတွေကဈေးကွက်ထဲမှာဝေပမာဏအရန်အများကြီးကိုထည့်ထားတာ ယူဒီအက်ပြန်ထုတ်တာတွေနဲ့တူလို့တလို့ဒါမန်ထရေးဒါတွေအပေါ်အများထောက်လေးရှိပါတယ်။သူတို့ကလူရည်ရဲ့စိတ်ခံစားမှုကိုအသုံးချပြီးတော့ဈေးပွက်ထိန်းချုပ်ကြတယ်။ကုန်လူသူလို့ဒါမန်လောက်ပဲတက်နိုင်တဲ့ retail trader တွေကိုအမိုက်ဖမ်းပြီးတော့သူတို့ပိုချမ်းသာဖို့အတွက်လုပ်တတ်ကြပါတယ်။ဒီနေ့မှာဟွေးတွေကဘယ်သူတွေလဲ။ဘယ်သူတွေဈေးကွက်ထိန်းချုပ်နိုင်တယ်လဲ။ဝေးတွေကဘလူးနီးတွေနဲ့ဈေးနှုန်းတွေကိုလှည့်စားကြတာလေ ပွေးတဲ့ကြီးကျက်စားနေတဲ့ဈေးကွက်မှာဘလူးချီတန်းတန်းတာအောင်လုပ်ရမလဲဆိုတာတွေကိုပြောပြပေးတော့မှဖြစ်ပါတယ်။ဒီလိုဝက်ဆက်တွေကိုတစ်ခုစင်းဖော်ပြပေးမှဖြစ်ပြီးတော့နောက်ဆုံးမှာအရေးအကြီးဆုံးနည်းကိုပြောပြပေးမှမဟုတ်လို့အဆုံးထိကြည့်ပေးဖို့လိုပါတယ်။နံပါတ်၁ပွေးတွေကဘသူတွေလဲ။ပွေးတွေဆိုတာက crypto ပမာဏအများကြီးကိုကိုင်တွေထားတဲ့သူတွေဖြစ်ကြပါတယ်။ဥပမာ Bitcoin ဝေး Bitcoin တထောင်ကျော်ကိုင်ထားတဲ့သူတွေ Ethereum ဝေး Ethereum ရဲ့တထောင်ကျော်ကိုင်ထားတဲ့သူတွေ institutional investor လို့ခေါ်တဲ့ငွေကြေးအဖွဲ့အစည်းကြီးတွေ crypto exchange တွေဖြစ်တဲ့ Binance တို့ Coinbase တို့လိုမျိုးတွေ hedge fund တွေဖြစ်တဲ့ငွေစီမံဘေးရဲ့အဖွဲ့အစည်းကြီးတွေကတော့ဝေးနေပါပဲသူတို့က crypto မြမြကြိုက်ထားတာကြောင့် trade တစ်ခုခုရောင်းလိုက်ဝယ်လိုက်တာမျိုးဆိုရင် market တစ်ခုလုံးကိုလှုပ်ခါသွားစေနိုင်ပါတယ်ဝိဒေရဲ့ crypto သမိုင်းတခြားဈေးကွက်ထိန်းချုပ်မနီပလိန်လုပ်တာတွေကတဖြည်းဖြည်းလူလဲကြလာတာသိတာလာပါတယ် အခုနောက်ပိုင်းမင်းခွင်နေခေစားလာတဲ့အခါဒေါ်လာ1မီလီယံလောက်ရှိရင်ကိုပဲပွေးဖြစ်နေပါပြီ။နံပါတ်1ပွေးတွေဘလို့ခရစ်ပတိုဈေးနှုန်းကိုထိန်းချုပ်ကြလဲပြီးတော့သူတို့ထက်ဥအောင်ဘလို့ထရိတ်ရမလဲ။ပွေးတွေကတန်းနဲ့ချီတဲ့ trader လူတို့ကိုစိတ်ပိုင်းဆိုင်ရာနီလန်တွေနဲ့ psychologically manipulate လုပ်ပြီးတော့ထိန်းချုပ်ကြပါတယ်။နီလန်1ပတ်မန်ဒမ်တအောင်လုပ်ပြီးတော့ပြန်ရောင်းခြင်း မျက်စိတည်းမြင်သာအောင်ပြောရရင် သူတို့ကပထမဦးဆုံး crypto တက်ပိုင်းကို အရင်အများကြီးနဲ့ဝယ်လိုက်တယ်။ဈေးတွေတက်လာတော့ Tamarite Trader တထေးမဟုတ်တဲ့သူတွေကဈေးတက်ပြီးဟိတ်ဆိုပြီးတော့လိုက်ဝယ်ကြတယ်။လူကြိုက်လာလေသတင်းထွက်လာလေဝေးတွေကများများရောင်းထုတ်ရောင်းနိုင်လေပါပဲ။ပြီးရင်ဈေးနှုန်းအတက်အကျအကျန်းကြီးဖြစ်ပြီးတော့ဈေးအကြီးဆုံးဈေးမှာဝယ်မိတဲ့သူတွေကပတ်စံနေရှုံးကြပါရဲ့။ဥပမာ Trump Coin ပေါ့။ ဒီနီလန်ကိုဒါမတ်စကမ်တွေလို့ဒါမတရားဘူးဆိုပြီးတော့တော့ပြောလို့မရပါဘူး။ပွဲတွေကပတ်စံချမ်းသာတယ်လို့လဲလဲလဲပါတယ်။သူတို့ကဒါမန်လူတွေရဲ့ love us say fears of missing out နဲ့စိတ်တက်နေရဲ့ coin ဆိုရင်ကိုပဲဘာမှမမေးမမြန်းပဲနဲ့ထက်တက်မှာပဲဆိုပြီးတော့ရှောင်ဝဲတက်တဲ့အကျင့်ကိုနားလဲလို့အသုံးချသွားတာဖြစ်ပါတယ်။ဒီနီလန်ကိုအနိုင်ယူဖို့ကအရင်ဆုံးခုစစ်ကုန်နိုင်ရပါမယ်။ရုတ်တရက်ဈေးထုတ်တက်လာတဲ့ coin တွေကိုဆို love ကြည့်ပြီးတော့ချက်ချင်းတမ်းမဝဲပါနဲ့။ နီလာနံပါတ်2 stop hand သူရဲ့ stop loss ကိုတမင်ထိအောင်လုပ်တဲ့နီဒီနီလာမှာသူတို့ကတာမန် trader တွေ stop loss ထားတတ်တဲ့ဈေးတွေကိုသူတို့မှာရှိတဲ့ data တွေနဲ့ကြည့်ပါတယ်ပြီးရင်အဲ့ဒီဈေးတန်းကိုတမင်ဈေးရောက်သွားအောင်ဝေပမာဏအများကြီးသုံးပြီးတော့ဝယ်တာရောင်းတာလုပ်လိုက်ပါတယ်ဒီလိုလုပ်လိုက်ရင်တာမန်သူတွေရှုံးသွားတဲ့အခါသူတို့လိုချင်တဲ့ဈေးပေါပေါနဲ့ခရစ်တိုကွိုင်းတွေဝယ်လို့ရသွားမှာပါ ဒီနီလန်ကိုရှောင်ချင်ရင်တော့တာမန်လူတွေ stop loss ထားတဲ့နေရာတွေမှာကိုလေးလျှော်ပြီးတော့မထပါနဲ့ဥပမာ support resistant နေရာတွေမှာဆိုရင်ဈေးအလက်အပြောင်းဖြစ်တဲ့လို့ stop loss အများကြီးရှိပါတယ်ဒီနေရာတွေရဲ့ quantity မှာ stop loss မထားဘဲနဲ့နည်းနည်းနှမ်းတဲ့ဈေးမှာထားတဲ့မှာ spot air resistant အကြောင်းမသိသေးဘူးဆိုရင်တော့ဒီဗီဒီယိုမှာလေ့လာလို့ရပါတယ်နီလန်နံပါတ်3 fake news တဲ့အတုတွေနဲ့ဈေးကွက်ထိန်းချုပ်ခြင်း cryptocurrency လောကမှာ Twitter, X နဲ့ Telegram ကအရှက်အရေးပါပါတယ်။ Trader တိုင်းကြီးပါဒီ app နှမျိုးသုံးချတာကို သူတို့ကသိလို့လူတွေကြောက်သွားလောဘတက်သွားလောင်းမဲ့တည်င်းအတုတွေကိုအဲ့ဒီ app တွေကတဆင့်မှွင့်လိုက်ပါတယ်။ဥပမာသူတို့ဈေးနှစ်နှစ်နဲ့ဝယ်ချင်တယ်ဆိုရင်ခွိုင်းနေကို တမင်ဈေးကြအောင်တတိအမှားရေးဖြန့်လိုက်ပါရယ်သူတို့ဈေးကြီးကြီးနဲ့ဝယ်ချင်ရင်တမင်ဈေးထိုးတက်အောင်တတိနေမှွန့်လိုက်ပါရယ် ီနီလန်ကိုချီတလန်တာအောင်ထရိတ်ချင်နေဆိုရင်တော့တတင်းကမှန်လားမှားလားဆေးအေးအေးထားပြီးတော့အရင်သေးလာတဲ့မှာရယ်တိကျရဲခရစ်ပတိုတတင်းဖွဲ့စည်းရဖြစ်တဲ့ဝါချက်ကူရူတို့လိုမျိုးမှာတတင်းမပါသေးရင်တော့ဒါကဝေးရရလက်ချက်ပဲဖြစ်ပါတယ်နောက်ဆုံးအတည်နဲ့အရေးအကြီးဆုံးနည်းတစ်ခုကိုပြောပြပေးပါမယ်ဒါကတော့ဝေးတွေနဲ့ပြောင်းမြန်မထရိတ်ဖို့ပါပဲ။သူအများကြီးတက်လာတဲ့လေကမှောင်နိုင်ပါရဲ့ ။ထို့နည်းတူပဲတာမန်လူအများကြီး trade သလိုသာ live trade နေမယ်ဆိုရင်ကိုကလည်းဝေးတွေရဲ့ manipulate လုပ်တာကိုခံရပြီးတော့ crypto ဘုံပါ မုံသွားပါလိမ့်မယ်။အဲ့ဒီအစားဝေးတွေရဲ့ trade ရနေကို live လေးလာပြီးမှ trade သင့်ပါရယ်။တကယ်လို့အဲ့ဒီနေကိုသိစင်နေဆိုရင် comment မှာဖြစ်စေ Telegram community မှာဖြစ်စေတောင်းဆိုလို့ရပါတယ်။ဒါကတော့ကိုထက်အစမတန်ဘူးချမ်းသာတဲ့သူတွေစီကလူလေကြမခန့်မဲနဲ့သူတို့ need to train ပတ်စံရှာခြင်းတီးတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။ ။ Crypto မိတ်ဖက်ကတော့ငွေကြေးရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်တဲ့ဘယ်လိုမျိုး financial advice မျိုးကိုမှပေးမှာမဟုတ်ပါဘူး။ Cryptocurrency နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုပဲပြောပြနေရဖြစ်တဲ့အတွက်ကြောင့်မလို့ Crypto ကြောင့်ဟောစိတ်ဝင်စားရဲဆိုရင်တော့ Crypto Maker ရဲ့ YouTube channel ကို subscribe လုပ်ထားပေးလို့ရပါတယ်။လေးလာနေရင်လည်းမတိတောက်ရှိလို့မေးစင်တဲ့အစောရင်တော့ Crypto Maker Telegram Group ကို join ထားလို့ရပါတယ် Group ရဲ့ link ကိုလည်းဒီ post ရဲ့အောက်မှာခြားထားပေးပါမယ် crypto trading လို့ပြောတဲ့ trading account တခုမရှိသေးဘူးဆိုရင်တော့အခုပြထားတဲ့ crypto maker referral account နဲ့ Binance မှာ account ဖွင့်လာလို့ရပါတယ်။ဒီ account နဲ့ဖွင့်ရမယ်ဆိုရင်ရနိုင်မဲ့အကျိုးကျေးဇူးတွေကတော့ Binance ပေါ်မှာ trading လုပ်တိုင်းပေးရမဲ့ trading fees ကို20% discount lifetime ရမှာဖြစ်ပြီးတော့ crypto maker လုပ်တဲ့ campaign တွေက reward တွေကိုလည်းရနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ရရှိမှာအများကြီးအကျိုးရှိမှာဖြစ်ပါတယ်။ဒီနေ့ video လေးကတလပါပဲ crypto maker အားလုံးရဲ့နောက် video မှာပြန်လေးကြတော့ပေါ့။